နောက်25ခုနှစ်ဧပြီလ24ရက်ဒီနေ့ကြာသပတေးနေ့အတွက်ခொနည်းအသားမီးတို့အတွက်တဲတော်ကံကြမ္မာနမိတ်ကတော့ကြီးမြတ်သောအောင်မြင်ခြင်းဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာအလောက်ကံကိစ္စအတွက်အခွင့်အရေးကောင်းနေရမယ်။ငွေကြေးကိစ္စအတွက်ပြည်လည်သွားမယ်။အခက်အခဲဖြစ်နေတဲ့ကိစ္စတွေအလုံးကနေလွတ်မြောက်သွားပါလိမ့်မယ်။ဒီနေ့မှာငွေကြေးကိစ္စတွေအဆင်ပြေဖို့လို့အတွက်ဆိုရင်တော့စွန့်ငံကြတဲ့ကိုရင်တို့ဦးစင်းတို့ကိုငှက်ပြောသိမဲ့လောင်းလို့ပြီးတော့ဆူတောင်းလိုက်ပါ။ ကံထူးကောင်းမှုလို့တော့ကတော့မနဲ့စောစောမှာမျက်နှာတင်မဲ့ရေတဲ့ကိုအဝါရောင်ပန်းလေးထည့်ပြီးမျက်နှာတင်ချင်အဖြစ်တွေ့သမျှဆွန်သမျှအလုံးစုံလို့နဲ့မျက်နှာပွင့်လက်ပွင့်ဆန်းပွင့်ကံပွင့်သွားပါလိမ့်မယ်ထို့သူဒီနေ့မှာကံထူးကောင်းမှုလို့အတွက်မိတွေနီးစားတဲ့ဇေယျတော်မြတ်ကကျန်တာပရိထောင်မှာတပြေညွန့်ကိုညွန့်လှူဒန်းလိုက်ဖို့အတွက်တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာဒီနေ့မှာမိရှုတန်စင်ဖွားမြင်ကြမယ်ရင်သွေးယရနာတွေအတွက်မဟာဗုဒ္ဓရှင်ဏိယကျန်တာပရိနေဘွားအတိပိဘွားသာတာရှင်များဖြစ်ကြပါတယ် ဂျာတာပရိနိဗ္ဗာန်ဖွားမြင်တဲ့အဓိပ္ပာယ်ဘွားရင်ဖြစ်တဲ့အတွက်အဓိကကြတဲ့သူအောင်မြင်ကြီးပွားချမ်းသာမဲ့သူတွေဖြစ်ကြပါလိမ့်မယ်လို့နမိတ်ကောင်ဖတ်လိုက်ပါတယ်ခင်ဗျာဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာမွေးနေ့ရှင်တွေကုသိုလ်အတွက်လိုက်ကခန်းစည်းတွေဖွင့်ခြင်းတကားပေါက်တွေဖွင့်ခြင်းမနေ့စောစောမှာပြုလိုက်ခြင်းအပြင်လက်ပွင့်ခြင်းကံပွင့်ခြင်းတွေရပါလိမ့်မယ်ခင်ဗျာဒီနေ့မွေးနေ့ရှင်တွေအတွက်လည်းဘုန်းကြီးကျောင်းစာသင်ကျောင်းတို့မှာလိုက်ကခန်းစည်းတွေလှူဒါန်းခြင်းအပြင်လည်း မွေးနေ့ကုသိုလ်ပြုခြင်းအပြင်ကောင်းကျိုးချမ်းသာတွေရပါလိမ့်မယ်ခင်ဗျာဒီနေ့မွေးနေ့ရှင်တွေအတွက်ကံပွင့်လက်ပွင့်ဖို့အတွက်မလွဲမသွေအိမ်မှာရှိတဲ့တကားတွေလိုက်ကားတွေကိုအမြန်ဆုံးမနှက်ဆော့ဆော့ဖွင့်လက်ထားလိုက်ဖို့လို့အတွက်လမ်းညွှန်လိုက်ပါတယ်ခင်ဗျာဒီနေ့အကျိုးပေးစုံဝကနန်းကတော့၅ခန်း၄ခန်းဖြစ်ပြီးတော့မိတ်ဆွေတို့ကငွေကြေးကံကောင်းမလို့အတွက်ဆိုရင်တော့မိမိအိမ်ရဲ့ဗရင်းပေါက်တကားလေးကိုဖွင့်ပြီးတော့အပြင်ကငှက်ကလေးတွေကိုအစာတဏ္ဍပြုလိုက်ခြင်းအပြင်လဲငွေကြေးလက်လာပါတယ်ကံပွင့်လာပါလိမ့်မယ်ခင်ဗျာ ထို့တူရောင်ရေးဝယ်တာကိစ္စတွေအောင်မြင်ဖို့လို့အတွက်ဆိုရင်လည်းဈေးတန်ရတကားလေးကိုဖွင့်ပြီးတော့စိုင်ရှိကိုတရားအနေနဲ့ကျဲလိုက်ခြင်းအပြင်လည်းရောင်းပန်းတာဝယ်ပန်းလှပါလိမ့်မယ်ခင်ဗျာထို့တူဒီလိုမျိုးမှာကျမ်းမာရေးကောင်းဖို့လို့အတွက်ဆိုရင်တော့ဆေးဝါးဓာတ်စာဖြစ်တဲ့နွားတို့အနေနဲ့တောက်ပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ခြင်းအပြင်တည်တည်တသာ ကျမ်းမာရေးကောင်းလာတာတွေ့ရပါလိမ့်မယ်ခင်ဗျာအခြေအမြစ်တားအိမ်တော်ကြီးကိစ္စတွေအဆင်ပြေဖို့လို့အတွက်ကတော့ 刚才我送，明天早批还行。我路人来钱阿平，而且没带给他的阿龙，顺便敲门到吧里面看